မင်္ဂလာပါရှင်သားရမန်တထောင်ဝန် channel ကြိုဆိုပါရရှင်ဒီနေ့မှာဆိုရင်တော့ဒီမှာကတူတင်ဝင်เนาะဘယ်လိုထက်มาလဲဗောနော်တူတင်တို့တင်းနဲ့လက်ထပ်ဖို့အစီအစဉ်ရှိလာဗောနော်တူတင်ဝင်လက်ထပ်มาလာဘယ်တော့လဲဆိုတာကိုကျွန်မက real လေးကြည့်ပါမယ်เนาะအဲ့ဒီ real နဲ့ general လေးဖြစ်ပါတယ်အဲ့ general ဆိုလိုရတဲ့ energy ကိုက်ချင်မှာကိုက်မှာဗောနော် time real လေးဖြစ်ပါတော့ဒီ real လေးကဗောနော်အဲ့ပိုင်1ပိုင်2ပိုင်3ဗောနော်အဲ့ကိုကိုရင်နဲ့တယောက်ရှိမှာဗောနော်အဲ့တယောက်ကို အအောင်ပြီးပြီးတော့ပိုင်လေးရွေးလိုက်ရတယ်ပေါ့နော်အဲ့တစ်ဖက်သူကကိုယ်လက်ထပ်မှာလာဘဲတော့လဲပေါ့နော်သူ့မှာလက်ထပ်ပေါ်သူ့စိတ်ထဲမှာအစီအစဉ်ရှိလားဆိုတာကိုလည်းကျွန်မကြည့်ပေးမယ်နော်အဲ့တော့ကျွန်မပိုင်ဝန်းလေးကစကြည့်ပေးပါမယ်နော်ပိုင်ဝန်းလေးစကြည့်ပေးပါမယ်ပိုင်ဝန်းလေးတွေပိုင်ဝန်းလေးမင်္ဂလာပါရှင်ဒီနေ့မှာပိုင်ဝန်းလေးတွေပေါ့နော်တစ်ဖက်သူကကိုယ်လက်ထပ်မှာလာပေါ့နော်ဘဲတော့လဲဆိုတာကြည့်ပေးမယ်နော်အဲ့သူကသူ့လက်ထပ်မှာလာသူ့မှာအစီအစဉ်ရှိလားဘဲတော့လဲဆိုတာကြည့်ပေးပါမယ်နော်အဲ့တော့ကျွန်မဒီမှာ အဲ angel message ကလေးပေါ့နော် angel message ကလေးကြည့်ပေးထားတယ်ပြီးတော့သူ့ energy လည်းကြည့်ပေးထားတယ်အနှစ်ယောက်သားက energy ကဘယ်လိုမျိုးဖြစ်လဲပေါ့နော်အော် finance and career ပေါ့เนาะအဲ့တော့နှစ်ယောက်ကြာမှဆိုရင်နည်းလေးအငွေကြီးနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိတာမျိုးအလုပ်ကလေးလက်ရှိကာလမှာပေါ့เนาะလက်ရှိမှာ SMP ဖြစ်တာဆိုတော့အနေထားလေးနှစ်ယောက်သားကြာမှအဲတွေ့ရတယ် energy လေးတွေ့ရတယ်အော်တစ်ဖက်သူပဲဖြစ်ကိုယ်ပဲဖြစ်ပေါ့เนาะအလုပ်ကလေးအဆင်ပြေတာအခက်အခဲလေးရှိနေတာမျိုးပေါ့เนาะ ငွေချင်းနဲ့ပတ်သက်ပြီးတော့မှလည်းအခက်အခဲရှိတာလေးတွေ့နေရပါတယ်။အော်တစ်ဖက်သူက energy ကြီးပေးမှာနော်။တစ်ဖက်သူအိုး narrow gap အော်တစ်ဖက်သူကကိုယ့်ကိုချစ်တယ်နော်။အဲ့တော့ကိုယ့်ကိုဟိုဦးစားပေးတယ်အရာရာဦးစားပေးတယ်။အဲကိုယ့်နဲ့ပတ်သက်တဲ့အရာလာရောပေးတဲ့သူမျိုးပေါ့နော်။ကိုယ့်ကိုဟို emotion အပြည့်အဝနဲ့ချစ်တယ်ဆိုအနေထားမျိုးပြောမလို့ဆိုတစ်ဖက်သူကကိုယ့်ကိုအာရုံစုစိုက်မှုရှိရယ်နော်။အာရုံစုစိုက်မှုရှိရယ်ကိုယ့်ကိုခဲလုပ်တယ်ဆိုအနေထားတွေ့ရတယ်နော်။ အဲ့တော့တစ်ဖက်သူရဲ့ energy ဆိုတော့တစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးကိုယ်ကိုလုံးတက်ထမလာပါတော့လက်ထပ်ဖို့ energy ရှိလားသူကိုယ်နဲ့ထမလာလို့ကြည့်ရအောင်နော်အဲ့တော့ပိုင်ဝန်းလေးရဲ့တစ်ဖက်သူကပိုင်ဝန်းလေးကိုလက်ထပ်မလာလက်ထပ်ဖို့အစီအစဉ်ရှိလားပါတော့ကြည့်ရအောင်နော်ပိုင်ဝန်းလေးတစ်ဖက်သူပိုင်ဝန်းလေးလက်ထပ်မလာလက်ထပ်ဖို့အစီအစဉ်ရှိလားဆိုတာသိချင်ပါတယ်အဲ့တော့ကျွန်မဒီနေ့လေးကပ်ဆွဲလိုက်မယ်နော်ကလေးကလေးကပ်ဆွဲလိုက်ပါမယ်โอเคနော်ကပ်အော်တစ်ဖက်သူကကိုယ်ကိုလက်ထပ်မလာကိုယ်လက်ထပ်ဖို့ဒီ စင်ရှိလာပေါ့နော်တစ်ခါသူကကိုလက်ထပ်မှာလားလက်ထပ်ဖို့စစင်ရှိလာသိချင်ပါတယ်ဆိုတော့ final ones ဖတ်သူကကိုလက်ထပ်မှာလားလက်ထပ်ဖို့စစင်ရှိလာပိုင်းပေါင်းလက်ထပ်သူကသိချင်ပါတယ် three ones အဲ့တော့တစ်ခါသူကကိုလက်ထပ်ဖို့စစင်ရှိရယ်နော်သူလက်ထပ်ဖို့လဲသူဒီမှာကြည့်ဒီဟိုဟိုသူကစ조사မှုလဲရှိရယ် high priestess နေနဲ့လေသူ manifestation လုပ်တဲ့အနေထားလေတွေ့ရတဲ့ဖက်သူကအမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်ကိုနဲ့ဘောနော်လက်ထပ်ဖို့အစဉ်စဉ်ရှိရဲ့အလုံးနဲ့ပတ်သက်ပြီးစ조사အားထုတ်မှုတွေလည်းသူလုပ်နေတဲ့အနေထားမျိုးတွေ့ရတယ်နော်အလုံးမှာဆိုရင်သူအခက်ခဲလေးရှိနေမှာလေတင့်သူကလေ high priestess energy နဲ့သူသူ့ရဲ့အခက်ခဲလေးပြပြချင်းမှာပြပြလိမ့်မယ်ဘောနော်အော်တစ်ဖက်မှာသူကလေ တဲ့နဲ့တဲ့နဲ့အမြဲသူစုတောင်းနေရတဲ့အနေထားဒါပေမဲ့ cannot get energy နဲ့သူ့အရန်ချစ်တယ်နော် cannot can die rock up နော်သူ့ကိုသူအရန်ချစ်တယ်အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်သူရဲ့အနေထားမှာလေအဆင်ပြေမှုလေးရှိပေမဲ့လည်းအဲသူကတစ်ဖက်မှာသူစူးစမ်းနေတယ်ဒီအချိန်လေးကလွတ်မြောက်အောင်လဲသူစုတောင်းနေရယ် manifest လုပ်နေရယ်တင်းတဲ့ညီမှုအတွက်စူးစမ်းနေရယ်အနေထားလေးတွေးရတယ်3 rows energy ထဲမှာကြည့်နော်အဲ့တော့တပတ်သူကလေအနာဂတ်နဲ့တင်းတဲ့သွားမဲ့အနာဂတ်အနာဂတ်အတွက်ကိုသူ plan ရှိရယ်နော်အနာဂတ်က plan ရှိရယ်သူ ဘလို့သွားရမလဲဘလို့ဖြတ်တန်းရမလဲဆိုတဲ့အရာကိုသူအစီအစဉ်ဆွဲထားတယ်ဆိုတဲ့အနေထားတွေ့ရတယ်เนาะအဲ့တော့သင်တို့တယောက်ဒီပေါ့နော်သူ့ဘက်ကတကယ်လို့အလုတ်ကန်အခက်ခဲရှိခဲ့မှာဆိုရင်ဒီအခက်ခဲတွေကခဏပဲအဲခဏပဲသူဒီအလိုမျိုးဒီအခက်ခဲကြားရနေပြီးတော့မှကြော်ကြော်မြပြီးမှမပေါ့လွမြလွမြပြီးတော့မှအဆင်ပြေတယ်အဆင်ပြေလာတယ်ဆိုတဲ့အနေထားမျိုးတွေ့ရတယ်เนาะအဲ့တော့ပိုင်ဝန်လေးတစ်ဖက်သူကသင်ကိုလက်ထပ်ဖို့လည်းအစီအစဉ်ရှိတယ်သူ့ဘက်ကလည်းဆူတောင်းနေရမျိုးပေါ့နော်ဆူတောင်းနေရဲစူးစမ်းနေရဲဆိုတာတွေ့ရတယ်အဲ့တော့ तू တင့်ကိုဘယ်လိုလက်ထပ်မှာလဲပေါ့နော် တော့သူတင်ကိုဘယ်တော့လက်ထပ်မှာလဲသိချင်ပါလေသူတင်ကိုဘယ်တော့လက်ထပ်မှာလဲသိချင်ပါလေတော့ကတ္တရာခဏလေးပါနော်တော်သူတင်ကိုဘယ်တော့လက်ထပ်မှာလဲသိချင်ပါလေကတ္တရာခဏလေးပါနော် တော့ပိုင်ဝန်းလေးကိုပိုင်ဝန်းလေးတစ်ဖက်သူကဘယ်တော့လက်ထပ်မလဲဆိုတာသိကျင်ပါတယ်ပိုင်ဝန်းလေးတစ်ဖက်သူကပိုင်ဝန်းလေးကိုဘယ်တော့လက်ထပ်မလဲဆိုတာသိကျင်ပါတယ်အိုးစစ်တော့ဆက်စစ်တော့ပန်ဒီကေစစ်တော့ပန်ဒီကေဒီမှာကြည့်အောင်ငွေကြီးငွေကြီးလည်းတွေ့ရစစ်တော့ပန်ဒီကေเนาะအဲ့တော့အလုတ်အလုတ်ပိုင်လေးကိုလည်းသူတခြားလေးဟိုသူ့အလုတ်လေးကိုပက်ပြောင်းပြောလဲပြောမှာဆိုရင်ပြည်ရအောင်မြောင်သူစောင့်ကြည့်နေရဲဆိုအနေထား811เนาะလုံးဝအလုံးနဲ့ပတ်သက်တဲ့ဟိုအရာကိုပြည်ရအောင်သူ ်အလုံးမှာလည်းအဆင်ပြေမှုတွေတဖြည်းဖြည်းနဲ့အဆင်ပြေအဆင်မပြေတာခဏပဲတင်းတို့ထောက်ကြောင်တစ်ဖက်သူကတဖြည်းနဲ့အဆင်ပြေလာမယ်ဆိုတဲ့အနေထားလေးတွေစူးစမ်းအထောက်မှုလေးနဲ့တွားနေရတယ်ဒီမှာဆိုရင်ဒီမှာကြည့်ငွေကြေးလေးဒီမှာကြည့်မာတွေ့ရတာအင်ဂျယ်เนาะအဲ့တော့ဒီမှာကြည့်ဒီမှာအင်ဂျယ်လေးကျမတွေ့နေရတယ်လားဒီမှာအချင်းအင်ဂျယ်လေးအဲ့တော့နှစ်ယောက်သားကြမှာလေတစ်ဖက်သူပဲသင်မဲ့ဖြစ်အဆောင်ရှောက်ရှိရယ်เนาะအဆောင်ရှောက်ကောင်းမွန်တဲ့အဆောင်ရှောက်ဘေးနားမှာရှိအဲ့တော့ခုဘေးနားမှာကောင်းမွန်တဲ့အဆောင်ရှောက်လေးမြေတားလေးပူပြီးเนาะအဲ့အင်ဂျယ်ကကိုယ့်ရဲ့ဒီ ဘေးနားမှာရှိရဲ့ဟိုပေါ့နော်အေဟိုဟိုကိုယ့်ရဲ့ကောင်းမွန်တဲ့အဆောင်ချက်ကကိုယ့်ကိုတချို့အခက်အခဲလေးကိုကူညီပေးတာမျိုးပေါ့နော်တွေ့ရတယ်အဲ့တော့အခက်အခဲဆိုတဲ့အရာမှာဆိုရင်လေဟို ။ဟိုတခါကျရင်ဒီအခက်ခဲရနေကြုံလုံးပါစေလို့ဟိုကိုယ်စိတ်ထဲမှာတောင်းတလာနေလေဟိုတခြားတဘာသူလို့ဟိုအချိန်ကာလတစ်ခုအကြာကြီးမဖြတ်အတန်းရပါနဲ့ကိုယ်အခက်ခဲရတော့ဗောနော်အချိန်တူတင်းမှာပဲအဆင်ပြေသွားတာမျိုးဆိုတဲ့အနေအထားကိုပိုင်ဝန်းလေးကြုံတွေ့ရလိမ့်မယ်နော်။အဲ့ဒါကိုယ်ပေးနာမှာအဆောင်ရှောက်ရှိလို့နော်။အဆောင်ရှောက်ရှိနေတဲ့အဆောင်ရှောက်ကိုယ်ဆောင်ရှောက်ပေးနေရဆိုအနေအထားလေးဗောနော်။ဟိုအဆောင်ရှောက်ကကိုယ်ပေးနာမှာအဆောင်ရှောက်လေးဆောင်ရှောက်ပေးနေဆိုအနေအထားလေးပိုင်ဝန်းလေးတွေမှာတွေ့ရတယ်နော်။ပိုင်ဝန်းလေးမှာဖြစ်ဖြစ်တစ်ဖက်သူမှာဖြစ်ဖြစ် energy ကနှစ်ခုလေးနှစ်ယောက်လုံးမှာတွေ့ရတယ် အဆင်ပြေလဲခဏပဲဆိုအနေထားနဲ့ပဲတင်းတို့ကကြုံတွေ့ရမှာဟိုခဏပဲအမြဟိုဒီ long day တွားရမှာမဟုတ်ဘူးဒီလိုအဆင်ပြေတဲ့အနေထားရခဏနဲ့ပဲတွားပြီးတော့မှအဆင်ပြေနေနဲ့အဲတွားမယ်ဆိုတဲ့အနေထားတွေ့ရတယ်အဲ့တော့သူနဲ့ကိုနေချာကလက်ထက်မဲ့ကာလာကျမမြင်တာကတော့လေတစ်နှစ် အဲရှစ်လတစ်နှစ်တူရောနော်အဲ့ဒီတွင်းကျင်မြင်ရှစ်လတစ်နှစ်ချာမြင်နေရတယ်နော်ရှစ်လတစ်နှစ်ချာမှာအဲတင်းလို့နှစ်ယောက်ချာမှာတစ်ဖက်သူကလာပြီးတော့ကိုယ်ကိုလာပြီးတော့မှသူလက်ထပ်ဖို့အတွက်လာပြီးတော့မှအဲဆွေးနေလာဆွေးနေတာမျိုးပေါ့နော်မိဘတွေနဲ့ခေါ်တွေ့တာမျိုးအဲပြောပြောပြဆိုပြတာမျိုးပြီးတော့မှတင်းတို့ဒီလက်တေချာလေးလက်ထပ်ဖို့တက်ကိုအဲပလန်ဆွေးတာမျိုးပေါ့နော်ဘယ်ဘယ်နေဘယ်ဘယ်တော့လောက် ကထကြမယ်ဆိုတဲ့အနေထား plan ဆွဲတာမျိုးပေါ့နော်တေချာတော့သူကိုလာလာပြီးတော့မှလက်ထပ်ဖို့လာပြောပြောပြောဆိုတာမျိုးကလေရှင်းလာတဲ့တစ်နှစ်တွင်းနောက်ဆုံးကြည့်ရတစ်နှစ်ခွဲလောက်ဒီပဲအရင်ကြီးတော့မကြောင်တစ်ဖက်သူကလာပြောဖို့ရှိပါတယ်နော်အဲ့တော့တစ်ဖက်သူအစစ်စစ်ရှိတယ်သူစ조사နေရဆိုတဲ့အနေထားလေးအဲ့တော့တင်းတို့နှစ်ယောက်ကြားမှာတင်းတို့နှစ်ယောက်ကြားမှာတယောက်တင်းတို့တင်မှာပဲဖြစ်တစ်ဖက်သူမှာပဲဖြစ်အဆောင်ရှောက်ကောင်းလေးရှိရယ်နော်အဲ့တော့သူတို့လေးကိုလည်းတင်းတို့ပြောမှာဆိုလို့ရှိရင် ဟိုပြန်ရရှိခိုးပြီးတိုင်းကိုကုတူတကူလောက်ကလုပ်ပြီးတိုင်းမှာသူတို့မြစ်တာလေးပို့ပြီးပါနော်ကိုပြီးမှာဆောက်ရှိရဲ့ဆောက်ရှောက်တဲ့ဆောက်ရှောက်ဆောက်ရှောက်လေးကြီးကျမ်းမှာချက်နာပါစေကိုပြူတဲ့ကုတူလေးပေါ့နော်အဲအမျှကြီးအမျှပေးလို့ပါတယ်တာလူခေါ်ပါဆိုပြီးတော့မှအဲသူတို့လေးတွေကိုအမျှပေးပေးပေးနော်အဲ့ခါမှာသူတို့တွေကကောင်းတဲ့နေရာတစ်ဆင်းတစ်ဆင်းရောက်ပြီးတော့မှကိုပို့ပြီးတော့မှပို့ဖို့ကိုညီနိုင်မယ်ဆိုတော့ဆောက်ရှောက်နိုင်မယ်ဆိုတဲ့အနေအထားလေးတွေ့ရပါတယ်နော်ပိုင်ဝန်းလေးတွေကအဲ့တော့အဲ့လိုပါပဲနော်ပိုင်ဝန်းလေးတွေကအဲကျွန်မပိုင်တူးလေးတွားလိုက်ပါမယ်နော် Thank you. ပိုင်တူးလေးကျွန်မသွားလိုက်ပါမယ်ဆိုရင်အဲ့ပိုင်တူးလေးတွေပိုင်တူးလေးမင်္ဂလာပါရှင်ဒီနေ့ပိုင်တူးလေးပေါ့နော်တစ်ဖက်သူကကိုယ်လက်ထက်မှာလားလက်ထက်ကိုအစီအစဉ်ရှိလားသူဘယ်တော့လက်ထက်မလဲဆိုတဲ့အနေထားကိုကြည့်ပြမယ်နော်အဲ့တော့တစ်ဖက်သူနဲ့ကိုယ်နဲ့ကြာ energy လေးကြည့်မယ်ဒါကသူ့ရဲ့ energy ပေါ့နော်โอ้ทรูเลฟเนาะอ่อเนี่ยถ้าจะมาส่วนเลยเป็นเหมือนชิชิ ချစ်ချင်းမြတ်တာကအစ်စ်မန်နဲ့တိဆောက်ထားလဲဆိုတဲ့အနေအထားတွေ့ရတယ်။ကျွန်တော်တို့ကျမ်းမှာဆိုလို့ရှိရင်ပြောဆိုရင်ဟိုချစ်ချင်းမြတ်တာအပြည့်ဝတွေရှိကြတယ်အပြန်လည်နားတဲ့မှုတွေရှိရပါတော့။ဒီလိုအနားတဲ့မှုတွေနဲ့ကိုတို့အပြည့်ဝပေါ့နော်အနားတဲ့မှုတွေနဲ့လုံးဝတိဆောက်ခိုင်တိဆောက်ထားတဲ့ခိုင်မြဲနေတဲ့အချစ်အချစ်ချစ်ချင်းတရားကိုတွေ့နေရမြောက်သားကျမ်းမှာလေ။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီလိုနှစ်ယောက်ကျမ်းမှာဆိုရင်တကယ်ဟို distance distance အနေအထားရှိရန်ဆိုရင်တော့နှစ်ယောက်သားမှာလေ။ဟိုတယောက်နဲ့တယောက်ကျမ်းမှာလေအရင်ကြီးဟိုပေါ့တဝင်းတုံမှုတွေတိတ်ရောမတွေ့ရအောင်စိတ်ချနေတယ်စိတ်ချလက်ချ နဲ့ကိုဘယ်လိုလုပ်လဲကိုအလုပ်တွေလုံးဆက်လုပ်နိုင်တယ်ပေါ့နော်တယောက်ဖက်တစ်ဖက်သူလည်းပတ်သက်ပြီးတော့တင်ရပဲဖြစ်တစ်ဖက်သူကဖြစ်ဖြစ်နှစ်ယောက်ချင်းမှာစိတ်ဆက်လက်ချရှိတယ်။ဘာကြောင့်လဲဆိုတော့နှစ်ယောက်ချင်းမှာတစ္ဆာရှိမှုတွေနဲ့ပေါ့နော်ကိုရီးယားတိစောက်ထားတယ်ဆိုတဲ့အရာတွေ့နေရတာပေါ့နော်။အဲ့တော့နှစ်ယောက်ချင်းမှာအဆင်ပြေတဲ့ relationship ကိုတွေ့နေရတယ်။ပိုင်တူးလေးတွေပေါ့နော်။အဲ့တော့တစ်ဖက်သူ energy ကြီးမယ်။ အိုးတဖက်သူအနေကြီးဒီမှာရှိပါအောင်ထဲတော့ပါနေခဲ့နော်အော်ထဲတော့ပါနေခဲ့အနေထားမှာတဖက်သူကလည်းဒီလိုမျိုးချွေးမှုကိုမိသားစုလိုက်သဘောကျတယ်နန်းနန်းလေးနဲ့သူနေခြင်းနဲ့အနေထားလေးတွေ့ရတယ်နော်တဖက်သူကလည်းအော်ငွေလဲသူရှာတယ်ပြမဆိုသူ့အနေထားမှာတင်းတင်းတလောက်သူငွေချင်းစီတော့ဟိုစူးစောင်းတော့စူးစောင်းထားတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့သူတေချာလေးတင်းတဲ့သွားဖို့အနေထားပြည့်စုံလေးနဲ့သွားချင်တဲ့အခါမှာသူစူးစမ်းအားထုတ်မှုတွေအများကြီးပို့ပြီးတော့စူးစမ်းလာမျိုးလုပ်နေတဲ့အရာတွေ့နေရတယ်အော်တဖက်သူရဲ့ energy မှာဆိုရင် ကိုနဲ့နှွေးထွေးတဲ့ဘဝလေးကိုသူဖြတ်တန်းချင်နေဆိုတဲ့အနေထားတွေ့ရရနော်အဲ့တော့တစ်ဖက်သူကကိုကိုလက်ထပ်ဖို့အစီအစဉ်ရှိလားဘယ်တော့လဲဆိုကြည့်မယ်နော်အဲ့တော့တစ်ဖက်သူပိုင်တို့လေးရဲ့တစ်ဖက်သူပိုင်တူးလေးတွေရဲ့တစ်ဖက်သူအပိုင်တူးလေးရဲ့တစ်ဖက်သူပိုင်တူးလေးတွေကိုလက်ထပ်မှလာပါတော့ဘယ်တော့လဲသိချင်ပါလဲပိုင်တူးလေးရဲ့တစ်ဖက်ပိုင်တူးလေးကိုလက်ထပ်ဖို့အစီအစဉ်ရှိလားသိချင်ပါလဲလက်ထပ်မှလာလက်ထပ်ဖို့အစီအစဉ် စဉ်ရှိလာကြည့်ပါမယ်။ပိုင်တူးလေးတစ်ဖက်သုံး။ပိုင်တူးလေးလက်ထက်မှာလားလက်ထက်ကိုအစဉ်ရှိလာဆိုကြည့်ပါမယ်။ဒီမှာလေးကလေးရင်ဆွဲလိုက်မယ်နော်။ဒီမှာတွေ့ပြန်ပြီ301။အဲ့တော့ပိုင်တူးလေးတစ်ဖက်သုံးပိုင်တူးလေးကိုလက်ထက်မှာလားလက်ထက်ကိုအစဉ်ရှိလာဆိုကြည့်ပါမယ်။တဖူးဆိုတော့ကျွန်မရေချားပြေချား energy လေးတွေတွေ့ရတယ်เนาะပန်တူးလေးတဖက်သူပန်တူးပန် sorry ပန်တူးလေးတဖက်သူပန်တူးလေးကိုလက်ထပ်ပါလား ပြချင်ပါတယ်။ Oh Queen of Cats ဟုတ်ဒီမှာလဲအဲ့တော့ pine to one နဲ့သူလည်းနည်းနည်းရောစီစဉ်လေးပုံစံလေးတူတယ်နော်ဒီမှာ three ones အနေထားရှိတယ်တနေ့ပတ်သက်တဲ့အရာတွေကိုသူတွေးတောနေတယ်ဟိုကြည့်အော်လိုမျိုးလဲဟိုရှောက်လန်းဖို့အတွက်ကိုစီစဉ်နေရယ်ဆိုရဲအနေထားလဲတွေးရတယ်နော်ဒီမှာနည်းနည်း energy နည်းနည်းလေးတော့ same ဖြစ်တယ်သူတွေပေါ့နော် Oh nano panic နော်အဲ့တစ်ခါသူကပြတ်မဆိုရင်ကိုယ်ကိုလည်းချက်တယ်သူ့ကိုယ်သူလည်းသူချက်တယ်နော်သူ့ကိုယ်သူလည်းချက်တယ်သူ့ကိုယ်သူလည်းဟိုဘယ်လိုမျိုးလဲ တခြားလေးသူ progress ဖြစ်အောင်ပေါ့နော်သူကိုတိုးတက်မှုဖြစ်အောင်အများနဲ့တိုးတက်ဟိုတိုးတက်မှုဖြစ်အောင်သူကိုစ조사ရဲဆိုတဲ့အနေထားတစ်ဖက်သူမှာတွေးရတဲ့အမျိုးသားဖြစ်အမျိုးသမီးဖြစ်သူ조사ရဲသူပေါ့နော်အနာဂတ်တွေလည်းဒီမှာတခြားလေးသူဘယ်လိုသွားရမလဲဆိုတာလည်းအဲစဉ်းစားတွေးတော့နေတဲ့အနေထားတွေးရတယ်ဒီမှာခွင်းတော့ကအနေထားနဲ့ကိုယ်ကိုလည်းတကယ်သူချစ်ချင်းတတဲ့အဲအပြည့်ဝရှိရဲအဲ့တော့ကိုယ့်ကိုသူထားမဲ့ဟိုသူ mail text လဲသွားရင်တော့ကိုယ့်ကိုသူပြည့်စုံလာထားမဲ့သူเนาะပြည့်စုံပြည့်စုံဆိုတာကိုယ့်ကိုမျက်နှာမငယ်အောင်ထားမဲ့ဆိုတဲ့အနေထားတွေးရတယ်တစ်ဖက်သူအနေထားမှာလေအဲ့တော့ ตูเลลุเลโกเลลุเลဆိုအနေထားတစ်ဖက်သူကချုပ်ချယ်ခြင်းအဲနည်းနည်းလေးဟိုပြောမယ်ဆိုရင်ဟိုချုပ်ချယ်တာသူမကြိုက်ဘူးကိုလည်းမချုပ်ချယ်သူလည်းမချုပ်ချယ်ဒီမှာတင်းနှောင်းယောက်ျားမှာဟိုဘယ်လိုမျိုးလဲ နားလည်မှုသစ္စာရှိမှုအပြည့်အဝတိဆောက်ထားတဲ့အခါမှာဘလို့ဟိုတောင်းတဲ့ကြောင့်နားလည်မှုရှိနေတဲ့အဲ့ခါမှာကိုယ်လည်းကိုယ်ကိုယ်လည်းတာမချုပ်ချယ်နဲ့သူလည်းသူကလည်းကိုယ်ကိုမချုပ်ချယ်ဘူးဆိုတဲ့အနေထားလေးနဲ့နားလည်မှုရှိနေတဲ့တွားနေရဆိုတဲ့အနေထားတွေ့ရတယ်နော်တစ်ဖက်သူအနေထားမှာအဲ့တော့တင်းနဲ့လက်ထပ်ဖို့သူအစဉ်ရှိတဲ့ plan နေနဲ့သူဆွဲထားတဲ့အနေထားမျိုးလက်ရှိအနေထားမှာလည်းသူငွေချင်းနဲ့ပတ်သက်ပြီးတော့မှ ပြည်စုံစွာရှိရဆိုတဲ့အနေထားပြောရတွေ့ရနော်အရင်ထက်သူရှာလိုက်ဖွင့်နိုင်ပြီးပြည်စုံရှိရဆိုတဲ့အနေထားတွေ့ရရနော်ပိုင်တူးလေးရပါလေအဲ့တော့ဘယ်လိုလက်ထပ်မှာလဲဒီမှာကြည့်ပြမနော်အဲပိုင်တူးလေးရတစ်ဖက်သူပိုင်တူးလေးကိုဘယ်လိုလက်ထပ်မှာလဲဆိုတာသိချင်ပါလေပိုင်တူးလေးတစ်ဖက်သူပိုင်တူးလေးဘယ်လိုလက်ထပ်မှာလဲဆိုတာသိချင်ပါလေဟော Kino Wands အော်တဖက်သူကလေဒီအနာဂတ်တက်ကိုအရန်ကြုံမြင်နေတဲ့သူပေါ့နော် အနာဂတ်ဘယ်လိုဟိုစူးစမ်းအထောက်အကူအပြည့်အဝစူးစမ်းအထောက်အကူရှိအနာဂတ်ကိုသူအမြဲတမ်းကြိုးမြင်ပြောလို့ကြိုးပဲလေကြိုးမြင်ပြီးတော့မှသူရှစ်စင်းစားတယ်ဆိုအနေထားတွေ့ရတယ်ဘာကိုပြည့်စုံဘယ်လိုမျိုးထားမလဲဘယ်လိုမျိုးကိုစိတ်ချမ်းသာအောင်ထားမလဲဆိုအနေထားကို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 ပို့ပြီးတော့မှလေသူ့ကိုသူလည်းသူအလေးထားဆိုကိုကိုလည်းသူအလေးထားတယ်တတ်မိုးထားတယ်ဆိုအနေထားတွေ့ရတယ်နော်တစ်ဖက်သူအနေထားမှာလေဟုတ်ဟုတ်တော့ရင် အဲ့တော့ဒီမှာဆိုလို့ရှင် tree of cup ပေါ့เนาะအဲ့တော့ကိုနဲ့လည်းသူပြန်လာပြီးတော့မှလည်းပေါင်းစည်းခြင်းနေပြီဆိုအနေထားပေါ့เนาะပြီးတော့ရွှင်လင်းနဲ့ပြပေါင်းစည်းခြင်းနေတယ်ဆိုရင်အနေထားတွေ့ရတယ်တဖက်သူအနေထားမှာလေအဲဟိုပေါ့နည်းနည်းလေးကကိုနဲ့သူနဲ့ဂျာမားအချင်းကလာတစ်ခု တချို့လေးတွေဝေးကွာတာမျိုးရှိကောင်းရှိနေမယ်အဝေး energy တွေ့ရဆိုတဲ့အနေအထားပါလေအဲ့တော့ကိုယ်နဲ့ပြန်လဲပေါင်းစည်းခြင်းမိတွေ့ခြင်းနေပြီဆိုတဲ့အနေအထားတွေ့ရတယ်အော်နှစ်ယောက်သားချင်းမှာလက်ထပ်ဖို့ကာလကတော့ဒီမှာ3လ3နှစ်အတွင်းတော့တွေ့ရတယ်နော်လက်ထပ်ဖို့ကာလ3လ3နှစ်အတွင်းတည်းမှာသူတစ်ဖက်သူကကိုယ်လာပြီးတော့မှဒီသူမျိုး marriage line marriage ပေါ့နော်ဒီလက်ထပ်ဖို့ကိစ္စလာပြီးတော့မှဆွေးနွေးတိုင်ပင်တာမျိုးအဲစကားလာပြီးတော့စပြီးတော့မှသူ့ဘက်ကနေပြီးတော့မှဆွေးနွေးတာမျိုးဆိုတဲ့အနေအထားမျိုးကိုဒီ3လ3နှစ်အတွင်းမှာအဲ ဟိုပြောပြီးတော့မှစီစဉ်ဖြစ်တာမျိုးဆိုရင်အနေထားတွေ့ရတယ်เนาะတစ်ဖက်သူကစီစဉ်ရှိတယ်ပြိုရှင်သွားဖို့လည်းသူရင်ထဲမှာရှိရဆိုအနေထားရှိရเนาะအဲ့တော့တင်းတဲ့သူဟိုစုံစည်းခြင်းနေပြီဆိုရင်အနေထားတွေ့ရသူကမှလေစုံစည်းခြင်းနေပြီပြိုရှင်လေးနဲ့သွားခြင်းနေပြီအလုပ်တွေစူးစမ်းရလဲအဲအလုပ်ဘက်စူးစမ်းရတယ်နည်းနည်းလေးအလုပ်နဲ့ပတ်သက်တဲ့အရာလေးကိုအရင်ကြီးကိုကောင်းလဲသိမထည့်ခြင်းတော့ဘယ်နဲ့ဒီပြောမှဆိုသူသူ့ရဲ့သူစစ်ပြိုရှင်မှုတင်းတဲ့စုံစည်းခြင်းနဲ့သူပြိုရှင်မှုလေးကိုသူနဲ့လိုခြင်းနေပြီဆိုရင်အနေထားတချို့ဒီကိုနဲ့ energy နည်းနည်းလေးအဲကိုနဲ့ဒီ list အမှာရှိရတဲ့အတူလေးတချို့အတွက်ပေါ့နော် energy လေးတွေးရတယ်ပေါ့နော်ကိုယ်နဲ့စုံစည်းခြင်းနဲ့ဆိုတဲ့အနေထားကိုတစ်ဖက်သူမှာတစ်ဖက်သူကစူးစမ်းနေရစုံစည်းဖို့လည်းအများကြီးသူဟိုဘယ်လိုအားစူးစမ်းအားထုတ်တယ်ဆိုတဲ့အနေထားတွေးရတယ်ပေါ့နော်အဲ့တော့ဟို၃လားသုံးလို့၃နှစ်ဆိုတဲ့ energy တွေးရတယ်နော်ပိုင်3ပိုင်ပိုင်2လေးနော်ပိုင်2လေး၃လား၃လားသုံးလို့၃နှစ်ဆိုတဲ့အနေထားမှာသူတို့လက်ထပ်ဖို့တွေ arrangement လုပ်ပြီးတော့မှ lesson ဖြစ်တာမျိုးတွေတွေးရပါတယ်နော်အဲ့တော့ပိုင်2လေးအတွက်ကတော့ဒီလောက်ပါပဲအဲ့တော့ကျွန်မပိုင်3လေးတွေတွားလိုက်ပါမယ်နော် ိုင်းသူတူလေးတွေသွားလိုက်ပါမယ်ပန်ထရူလေးမင်္ဂလာပါရှင်တင်းပန်ထရူလေးတစ်ဖက်သူကပန်ထရူလေးလက်ထက်မှာလားပေါ့နော်လက်ထက်ဖို့အစဉ်ရှိတာဘယ်တော့လက်ထက်မလဲဆိုတာကြည့်ပါကြည့်မယ်နော်အဲ့တော့ဒီနေ့တွေလည်း January လေးဖြစ်ပါတယ်အဲ timeless တွေလေးဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့မှာဆိုရင်အဲကိုယ့်ရဲ့တစ်ဖက်သူကကိုယ့်ကို လက်ထပ်ကိုစင်စင်ရှိလာပြီးတော့လက်ထပ်မလဲပေါ့နော်အဲ့တော့တယောက်သောသူကိုကိုကအောင်ဆက်ပြီးတော့မှဒီဗီဒီယိုလေးကိုကြည့်လို့ရပါတယ်เนาะအဲ့တော့တစ်ဖက်သူရဲ့ energy ကျွန်မအဲ energy မကြည့်သေးဘူးဒီမှာနှစ်ယောက်သားရဲ့ energy ရှိမယ်เนาะနှစ်ယောက်သား energy ရှိမယ်ဒါတစ်ဖက်သူရဲ့ energy ပိုဟန်နီမွန်နဲ့ အပြည့်ပဲဆိုရင်တစ်ဖက်သူနဲ့တနေကြပါလေအဲဟိုနှောက်သားလေတိုင်မင်ပြောဆိုတာမျိုးရှိကောင်းရှိနေမှာနော်ငါတို့ဒီသွားလို့ရှိရင် honeymoon ပဲသွားကြမယ်ပဲလဲကြမယ်ပဲသွားကြမယ်ဆိုပြီးတော့ honeymoon လေးတွေ့ရဲဆိုတော့လင်းညာကကြမှာ invitation ရှိရဲဟိုပြောမယ်ဆိုရင်တစ်ခုတစ်ခုတစ်ခုတစ်စုံဟိုဟိုကြိုတင်ပြီးတော့ arrange လုပ်ထားတာမျိုးတွေသူတင်စဉ်းစားထားရတဲ့အနေအထားမျိုးတွေတွေ့နေရတယ်နော်။ဘယ်သွားကြမလဲဘယ်လာကြမလဲငါတို့ဒီယူပြီးလို့ရှင်ဘယ်သွားမလဲဆိုတဲ့အနေအထားလေးကိုညသောကြမှာအတိုင်းပြပြောဆိုတာမျိုးဒါမှမဟုတ်တစ်ဖက်သူကကိုယ်ကိုမမတ်ပေးရဲ့အနေအထားမျိုးတွေရှိရအောင်တွေ့ရတယ်နော်။ပိုင်း3လေးတွေမှာလေအော်တစ်ဖက်သူရဲ့ energy ကျွန်မကြည့်မယ်။ Oh heart beatance အဲ့တော့လက်ရှိတစ်ဖက်သူအနေထားမှာဆိုရင်ဒီမှာရှိသူအလုပ်တစ်ခုပေါ့နော်တချို့လေးကြောင်းတက်တယ်ဆိုတော့ကြောင်းကိစ္စဒါမှမဟုတ်လည်းအလုပ်တစ်ခုဆိုလည်းအလုပ်နေရာမှာအဲစ조사နေရနေရာတစ်ခုရအောင်သွားနေရဆိုအနေထားမျိုးအဲ့တော့နည်းနည်းအလုပ်ရှုပ်နေရပေါ့နော်ဒီမှာကြည့်ရတာလေတစ်ဖက်သူအနေထားမှာလေသူဟိုတစ်ဖက်သူကဒီຢာတို့အလုပ်ကင်ຢာတို့တစ်ခုနည်းနည်းပတ်သက်ပြီးတော့မှသူစ조사နေရဆိုအနေထားပေါ့နော်အဲ့အနေထားကသူလက်ရှိဒီကြည့်ရတဲ့အနေထားမှာလေဒီလက်ရှိသူဒီ ကိုနဲ့ပတ်သက်တဲ့အရာတိတ်မစမ်းသာနိုင်လို့ဒီ honeymoon အနေထားမှာတော့သူနဲ့ကိုနဲ့ကအတိတ်ကပြောခဲ့ပြောခဲ့ဖြစ်ခဲ့တဲ့အနေထားလည်းဖြစ်ကောင်းဖြစ်နိုင်မယ်။လက်ရှိအနေထားမှာသူ့ရဲ့သူတွားသူတွားမဲ့စူးစမ်းမှုတစ်ခုအားထုတ်ရမယ့်အရာသူလိုချင်တဲ့ຢာလို့တစ်ခုတကူရအောင်စူးစမ်းနေရဆိုတဲ့အနေထားမျိုးအလုပ်ရှိအလုပ်ရှုပ်နေရပေါ့နော်။အလုပ်ရှုပ်နေရသူစူးစမ်းနေဒီကိုနဲ့လက်ထပ်ဖို့အစစင်ခေါင်းထဲမှာအရင်တိတ်မရှိသေးဘူးပေါ့နော်။လက်မရှိသေးဘူး။လက်ရှိသူကိုဖြစ်နေဖြစ်နေတာအရာဖြစ်နေတဲ့ ຢາໂຄໂລຈິນແລະຢາໂຄທຸກຕົວໂຕຊູຊາອ້າທົ່ວຫມູ່ດີອພິວາລົ່ງໄດ້ສອອະນິຖາຕື່ຢາແລະຕະພັດໂຕນິຖາລະບໍ່ປ້ຽນໂຕຕະພັດໂຕວ່າລະນະລີດໍဟိုသူ့ဘောပြောမှဆိုရင်သူ့ဘက်ကိုသူပို့ပြီးတော့မှကိုကိုလေးဟိုသူ့ရဲ့ဆန္ဒသူ့အတွေးကိုသူပို့ပြီးတော့ဦးစားပေးရဆိုအနေထားတွေ့ရတယ်ကို့အရင်ကြီးတော့ဦးစားပေးမှုတော့အဲဦးစားပေးမှုကလေသူဦးစားပေးမှုထက်ကို့သူ့ဘက်ကသူ ူအရေးသူ့လိုချင်တာသူဖြစ်ချင်တာကိုသူကလေဦးစားပေးတယ်ဆိုတဲ့အနေထားကိုတစ်ဖက်သူမှာရှိရယ်နော်နည်းနည်းလေးသူတကူကောင်းဆန်တဲ့ခါကြရင်လည်းအဲ့လိုနေထားလို့ရတယ်နော်အဲ့တော့ပိုင်3လေးရဲ့တစ်ဖက်သူနော်ပိုင်3လေးတစ်ဖက်ပိုင်3လေးကိုလက်ထပ်ဖို့အစီအစဉ်အစဉ်ရှိတာလက်ထပ်မှလားသိကြမှာလဲပိုင်3ရဲ့တစ်ဖက်သူပိုင်3လေးလက်ထပ်ဖို့လက်ထပ်ဖို့အစီအစဉ်ရှိတာလက်ထပ်မှလားဆိုတာသိကြမှာတယ်အဲ့တော့ပိုင်3လေးရဲ့တစ်ဖက်သူပိုင်3လေးကိုလက်ဖက်ထမလား တက်ထဖို့စစ်စစ်ရှိလာပါတော့ခဏလေးပါနော်ကက်လေးတွေရလေးလေးပါအပိုင်သူလေးရဲ့တစ်ဖက်သူပိုင်သူလေးကိုလက်ထပ်မှာလားလက်ထပ်ဖို့အစီအစဉ်ရှိလားဆိုတာသိချင်ပါတယ်ခင်းတော့ one เนาะအဲ့တော့ခင်းတော့ one စစ်စစ်တော့ရှိပါတယ်သူမှာလည်းတနေ့ပတ်သက်တဲ့စစ်စစ်တော့ရှိရဲ့ဒါပေမဲ့ဒီအစီအစဉ်ကလက်ရှိ လက်ရှိအနေအထားမှာသူမစဉ်းစားနိုင်ဘူးခေါင်းထဲမှာတော့ရှိရတဲ့တင်တယ်ဘောပြောမှဆိုရင်တင်းနဲ့ပတ်သက်တဲ့အစီအစဉ်ခေါင်းထဲမှာရှိရအနေအထားမျိုးလက်ရှိအနေအထားကသူအကောင့်ထဲမှာပေါ်နိုင်သေးဘူးဆိုတဲ့အနေအထားမျိုးတော့မစဉ်းစားသေးဘူးအကောင့်ထဲမှာပေါ်သေးဘူးသူရဲ့သူလုံးဆရာရှိရအရာလို့သူဦးစားပေးလို့အုံးမယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အာခဏလေးကကျွန်မဖတ်ကြည့်ပေးပါမယ်အဲ့တော့ပိုင်သူလေးရဲ့တဖတ်သူပိုင်သူလေးကိုလက်ထက်မှာလားလက်ထက်ဖို့အစီအစဉ်ရှိလားဆိုတာသိချင်ပါတယ်အဲ့တော့ကိုယ်ကတော့ promotion ပြေးွားနေချစ်တဲ့ဆိုတဲ့အနေထားတော့အမ်တွေ့ရတယ်ဗောနော် အော်ပန်းတွေတော့ပန်းတွေလက်ခတ်မှာလားစစ်စစ်ရှိလားဘောနော်ကျင်ပါတယ်ပန်းတွေတော့ပန်းတွေထမစစ်ရှိလားဆိုတော့ကျင်ပါတယ်အော်ကျွန်မလေးကဆွဲလိုက်မယ်နော်လေးကဆွဲမှကျွန်မချုပ်ငုံမှကျင်မယ်နော်ဖရော့ကပ်အော်ပတိယာသူလည်းကိုယ်နဲ့ပေါင်းဆောင်ခြင်းတဲ့အနေထားရှိရဒါမှမဟုတ်တော့တစ်ခုတွေ့ရတာတစ်ဖက်သူကပေါင်းဆောင်ခြင်းနဲ့ဒါပေမဲ့အပေါင်းအသင်းအပေါင်းအသင်းနဲ့မကြခဏခီးထွက်တာမျိုးအဲ ပြောမှာဆိုအပေါင်းသင်းမတ်တယ်ဆိုတဲ့အနေထားတစ်ဖက်သူ့ရဲ့အနေထားမှာတွေ့ရတယ်နော်အမျိုးသားဖြစ်အမျိုးသမီးဖြစ်ပေါ့နော်အဲ့တော့ကိုနဲ့ပေါင်းစည်းလို့တော့ရှိရယ်ပေါ့နော်ကပ်ကလေးတွေ့ရပေါင်းပေါင်းစည်းလို့တော့ရှိရယ်လက်ရှိအနေထားမှာသူဒီမှာကခင်းတော့ပန်တီကယ်နော်အဲ့တော့ဒီမှာသိကြတဲ့သူဒီမျိုးမျိုးနေရာတစ်ခု သူ stable ဖြစ်တယ်သူဘဝအတွက်ပေါ့နော်တစ်တလုံးဒီအလုပ်တစ်ခုဒီအလုပ်တစ်ခုမှာဆိုတော့သူလုံးဝကိုရာထူးတစ်ခုရမယ် stable ဖြစ်မယ်သူ့အတွက်ဒီ financialing တောင့်တင်းဟိုတောင့်တင်းခိုင်မာရယ်ဆိုတော့ဒီရာထူးတစ်ခုဒီရာထူးတစ်ခုရယူရယ်သူ့အတွက် financialing ရအနာဂတ်အတွက်ပိုသေးကြပြီးကောင်းမွန်တယ်ဆိုတော့အနေထားကိုရအောင်စူးစမ်းတာမျိုးတွေ့ရတယ်ပေါ့နော်တစ်ဖက်သူမှာစူးစမ်းနေတယ်ဒီအနေထားကိုရအောင်လဲတွားနေရယ်ဆိုတော့အနေထား kind of panic အနေထားမှာဆိုရင်နောက်ပိုင်းတစ်ဖက်သူကလေဒီလိုနဲ့ပတ်သက်ပြီးတော့မှငွေကြေးတွေအဆင်ပြေလာမယ်ဒီရာထူးတစ်ခုမှာဆိုတော့သူ့ရဲ့အချိန်ဝါတစ်ခုမှာဆိုရင်သူပြောမှ ဆိုရင်နောက်တစ်ခုရှိတဲ့အရှင်ဝါတစ်ခုရှိတာပြီးတော့မှငွေချင်းနဲ့ပတ်သက်ပြီးတော့မှလေအဲဟိုပေါ့ဟိုငွေချင်းကလုံးဝမပုံမင်မရပဲအနေထားမျိုးတော့တွားမယ်ဆိုအနေထားမျိုးတွေးရတယ်အဲ့တော့ဒီတစ်ဖက်သူကပြောမယ်ဆိုရင်ဒီလိုအနေထားကိုသူကြုံမြင်ပြီးတော့မှဒီလိုယာတို့မျိုးရဖို့အတွက်သူလက်ရှိမှာစူးစမ်းအထောက်အမှုတွေလုပ်တဲ့ခါမှာတင်းနဲ့ပတ်သက်တဲ့အရာတွေကိုတင်းနဲ့တင်းဝင်ချစ်တဲ့ပေါင်းစည်းခြင်းနဲ့အနေထားပေါ့ရှိပြီမှန်လေသူတစ်ဖက်မှာဒီအရာတွေခေါင်းထဲမထိုင်နိုင်သေးဘူးရတယ်သူတို့အတွက် လက်ရှိသူအလုံးမှာဘယ်လိုမျိုး promote လုပ်တဲ့အပိုင်းလေးမှာသူဘယ်လိုမျိုးစ조사အထောက်အမှုတွေထည့်ရမယ်ဆိုတဲ့အရာဦးစားပေးနေတဲ့အရာကိုတွေ့ရတယ်နော်အဲ့တော့သူတစ်ဖက်လူကတင့်ကိုလက်ထပ်မှာလားပြောတော့လဲတင်ပါတယ်။ပိုင်းတူလေးတစ်ဖက်သူတင်တူလေးလက်ထပ်မှာလားပြောတော့လဲဆိုတော့တင်ပါတယ်။အဲ့တော့ဒီမှာကခဏလေးနော်။ကျမပုံဟိုလေပုံကဟိုဟာဖြစ်နေလို့နော်။တစ်ဖက်သူကလက်ထပ်မှာလားပြောတော့တင်ပါတယ်။ ခင်းတော့ဆိုတာဒီမှာကဒီပုံလေးကကျမဒီပုံလေးကကျမဟိုကဖြစ်လို့မရဘူးဗောနော်တင်လို့မရအောင်ဖြစ်နေမှာဆိုတော့ပုံကနည်းနည်းဖလားဆိုင်ဖလားဖလားဖြစ်နေအော်ဒက်စတာလေးဗောနော်ဒက်စတာလေးအဲ့တော့ပြောမယ်ဆိုရင်နှောက်ကသူမျောလင်းချက်ဗောနော်မျောလင်းချက်ကတော့သွားမယ်ဆိုတော့အရာမျောလင်းထားတာမျိုးရှိတယ် manifest လောက်တာမျိုးတွေရှိရယ်ဗောနော်ဒီမှာနေထားမှာဒါပေမဲ့ဒီမှာကြည့်ရတဲ့အနေထားမှာတယောက်နဲ့တယောက်တယောက်ချမ်းပါလေး အဲတခါတလေအဆက်သက်ပြတ်တဲ့အနေအထားမျိုးတွေ့ရပိုင်သူလေးတွေနော်တစ်ဖက်သူနဲ့အဆက်သက်ပြတ်တာမျိုးပြန်ပြီးတော့ရရှိတာမျိုးတခါဒီမှာတွေ့ရအနေအထားမှာတချို့သူလေးတွေမှာလေအဆက်သက်ပြတ်ပြီးတော့မှမကြခင်ကမှအဆက်သက်ရရှိရဲ့ဆိုတဲ့အနေအထားမျိုးတစ်ဖက်သူနဲ့ပေါ့အနေအထားတစ်ခုတွေ့ရတယ်ဒီမှာကြီးကင်းတော့ဆော့အနေအထားဆရာကြည့်လိုက်ဒီမှာပျော်ရွှင်လို့တော့သွားခြင်းဒါပေမဲ့သူရတို့လည်းသူဘယ်လိုဘယ်လိုလဲဟိုတေချာလေးသူသူရာလို့တခုကိုသူအရင်မမောတယ်ဒီမှာသူထိုင်ဒီရဲ့ဓာတ်တခုကိုသူမမောတယ်ဆိုတဲ့အနေကြအလုပ်တခုမှာဆိုတော့အလုပ်ကိုပြောပြသူတစ်ဖက်သူကလေသူကငယ်စဉ်ဘဝက လောက်ထဲက तू ကလေငွေစင်မွားဆိုတာ तू နည်းနည်းလေးဟိုပေါ့တိတက်စားရွေးရတဲ့ तू အလုပ်တွေဆက်လုပ်လာတဲ့အနေအထားမျိုးစူးစမ်းလာခဲ့ရတဲ့အနေအထားမျိုးဆို तू ရာလူတစ်ခုအလုပ်နဲ့ပတ်သက်တဲ့ရာလူတစ်ခု तू မမောတယ်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးပျော်ရွှင်လေးတော့တွားဖို့ရှိပေမဲ့လည်း तू ရဲ့လက်ရှိအနေအထားမှာဟိုပြောမယ်ဆိုလို့ရှင်ကိုနဲ့ကိုနဲ့တွားမဲ့အဲအဲဟိုအနာဂတ်ခရီးအတွက်ကိုခေါင်းထဲမှာတော့ရှိပေမဲ့လက်ရှိမှာသူမစဉ်းစားနိုင်သေးဘူးအနေထားပေါ့နော်အဲ့တော့နည်းနည်းလေးကြာမယ်ဆိုအနေထားသူ့ရဲ့ဒီရာတို့တစ်ခုလောက်အောင်လာရာတို့တစ်ခုသူစူးစမ်းပြီးတော့လာ အဲအောင်မြင်ပြီးနောက်ပိုင်းမှာတင့်ကိုလာပြီးတော့မှပြောမယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်နော်အဲသူလက်ရှိသူစူးစမ်းတဲ့အရာလေးမှာဆိုသူဟိုအရာထောင်ဖြစ်မြအောင်အောင်မြောင်စူးစမ်းရတယ်ဆိုတဲ့အနေအထားတစ်ဖက်သူမှာတွေ့နေရတယ်ဒီလိုအနေအထားမျိုးသူရပြီးပြီဆိုတာနဲ့တင်းစီလာပြီးတော့ကန့်လန့်ဖို့အနေအထားလေးတစ်ဖက်သူမှာရှိရယ်နော်သူရဲ့မျှော်လင့်ချက်တွေဆန္ဒတွေ သူ့မှာရှိတယ်တင်းချီလာကန်လန်းဖို့ရစံလာရှိရဲ့လက်ရှိအနေအထားသူမစဉ်းစားသေးဘူးပေါ့နော်မစဉ်းစားသေးဘူးဆိုတဲ့အနေအထားသူမရှိ handling mode ဆိုတာလည်းနှစ်ယောက်သားစားမှာကိုမမတခုဖြစ်လိမ့်မယ်ပြောဆိုထားလေအဲတင်းတဲ့သူနဲ့သွားစီဘလူးလိုလေးစဉ်းစားမယ်ဆိုအရာလေးပြောဆိုထားတာကောင်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီအရာလည်းတင်းတို့ဒီသူဖြစ်ချင်တဲ့အရာတခု sorry ဖြစ်ပြီးရရှိပြီဆိုတာလည်းဒါရဲ့စတိုင်း တင်တို့ရဲ့အနာဂတ်မှာရောက်ရှိလာမယ်ဆိုတာလည်းတွေ့ရတယ်เนาะပိုင်းသူတို့လေးအဲ့တော့တစ်ဖက်သူအနေနဲ့လက်တိတ်မစဉ်းစားသေးဘူးအနှစ်အားဖြစ်ကတော့ကျွန်မကြည့်ရတော့လည်းလည်းလေးတော့ကြာအောင်မယ်ပေါ့เนาะအဲ3 3နှစ်ဝင်းကျင်လောက်အဲ့ဝင်းကျင်လောက်တော့အဲဟိုကြာအောင်မယ်ပေါ့ဆိုတော့အနေနဲ့တွေ့ရတော့3နှစ်ပေါ့เนาะ3နှစ်နည်းနည်း3နှစ်ပေါ့အဲ့အရင်တော့ဟိုပေါ့အရင်တော့ ကြာမဲ့တော့အနေထားတော့မရှိသုံးနှစ်နှစ်နှစ်သုံးနှစ်အဲ့ဝင်ချင်လောက်ပါပဲတင့်ချိုလာပြီးတော့ပြောမှလက်ရှိအနေထားလာသူစူးစမ်းအားထုတ်မှုလုပ်နေတဲ့ငွေစုဆောင်းတာမျိုးလေးတွေပေါ့နော်သူသွားမဲ့ဒီဟိုအလုပ်အတွက် plan ဆွဲတာမျိုးလေးတွေသူစူးစမ်းအဲလုပ်နေတဲ့အနေထားမျိုးလေးတွေပေါ့နော်တွေ့ရတယ်တင့်ဝင်လက်ချစ်တယ်နော်တင့်ဝင်လက်ချစ်တယ်တင်းနဲ့သူပေါင်းစည်းခြင်းနဲ့ဆန္ဒလေးတော့ရှိရတာလည်းတွေ့ရပါတယ်နော်အဲ့တော့တစ်ဖက်သူကနည်းနည်းလေးကြာအောင်မယ်ဆိုတဲ့အနေထားနှစ်နှစ်သုံးနှစ်နှစ်သုံးနှစ်တော့ဆောင်းအောင်မယ်ဆိုတဲ့အနေထားတွေ့ရတယ်သူလက်ရှိသူဖြစ်ချင်တဲ့အရာလေးသူ ဦးစားပေးပြီးလုပ်နေရဆိုတဲ့အနေအထားတွေ့ရပါတယ်နော်အဲ့တော့ပိုင်သူလေးလည်းဒီရင်လေးကိုကျင်းတဲ့မှာညှော်လိုက်ပါတယ်နော်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်